မင်္ဂလာပါရှင်လိုက်ကောအခြေဆိုင်ခလာရနေ6တဲကစမှုထံတတနှူကျင်တဲ့ပြဟာငါထံလန်နေတဲ့တကွာအလင်းဝင်လာတဲ့တရင်ကိုတန်ဆက်ပေးချင်ပါလေရှင်ခရနေပြင်းတဲ့လိုက်ကောမြုပ်အခြေဆိုင်စစ်တရဲ့ခလာရနေ6တဲတရင်က စမှုထံတတနှူခရနေအမျိုးသားများကာကွယ်တဲ့ကျင်တဲ့ပြဟာငါထံလန်နေတဲ့တကွာအလင်းဝင်ရောက်ခဲ့တယ်လို့ကျင်တဲ့ပြဟာငါကထုတ်ပြန်ထားပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလ30ရက်နေ့မှာစစ်တပ်ရဲ့ရှစ်တန်းထိုးစစ်ဆင်မှုအတွင်းစစ်ကြောင်ထိုးလိုက်ပါလာတဲ့ခလာရ26တဲကစစ်မှုထမ်းတပ်သား2ဦးက MA1 တနက်နယ်လန်နဲ့ခဲယမ်းတွေယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါတပ်သား2ဦးကစစ်တပ်ရဲ့ပေါ်တာဆွဲချင်းခံရပြီးအခြေခံစစ်တင်တန်းလေးမြင်းဆောင်2024မှာ3လတင်တန်းတက်ရောက်ခဲ့ပြီးတဲ့နောက် လိုက်ကောကိုပို့ဆောင်ခံရကရှစ်တန်းကိုလိုက်ပါလာပြီးတဲ့နောက်အာနာရှင်စနစ်ဆိုအောင်မှာတာဝန်ထမ်းဆောင်လိုခြင်းမရှိတဲ့အတွက်ထွက်ပြေးလာတာဖြစ်တယ်လို့ထွက်ဆိုထားပါတယ်။အဲ့ဒီအလင်းဝင်လာသူနှုတ်ကိုလိုအပ်တဲ့ထောက်ပံ့မှုတွေနဲ့အတူလုံခြုံစွာစောင့်ရှောက်ထားပြီးကြံတတ်တာတွေအနေနဲ့ပြည်သူလူထုကိုမျက်နာမူပြီးအမြန်ဆုံးပက်ပြောင်ခုံလုံးကြဖို့ကျင်တဲ့ပြောဟာငါကတိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ဇွန်လလ19ရက်နေ့ကလည်း Lloyd ကအခြေဆိုင် အမှတ်356အမြောက်တရင်ကစက်ကောင်စီတပ်သားသူကျန်တဲ့တရင်14ထံလက်နက်နဲ့တကွာအလင်းဝင်ရောက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းအမျိုးသားညွရဲ့အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD နဲ့ပြည်သူ့ရင်ခွင် People and Britain စတက်ဖက်ကပိုကြီးတူအပါအဝင်60ရှိအလင်းဝင်ရလာခဲ့တယ်လို့ MOD ကအော်တိုဘာလ၂ရက်နေ့မှာထုတ်ပြန်ထားပါတယ်ရှင်။